ရန်နီယမျိုးသားများညီညွတ်ရေးအစည်းအရုံး SNUA ကဗမောင်းမျိုးနယ်အတွင်းဖြစ်ပွားနေတဲ့စစ်ရေးပဏိပခများနဲ့ပတ်သက်၍2025ခုနှစ်အောက်တိုဘာလ2ရက်နေ့မှာသဘောထားထုတ်ပြန်ချက်စာတစောင်ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာဝင်းသွ၊ကော်လင်၊ပင်လယ်ဘူး၊ဗမောက်၊အင်းတော်စားတဲ့ဒေတာများမှာရှမ်းနီတိုင်းရင်းသားများနေထိုင်ရာတမိုင်းဝင်ဒေတာများဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားများအနေဖြင့်ဂဒူ၊ကနန်၊ဗမာတိုင်းရင်းသားများနဲ့လည်းငိမ့်ချမ်းစွာအတူ ရှင်တွဲနေထိုင်ခဲ့ကြသည်ဟုဖော်ပြထားပါသည်။တိုးတော2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်မီများကြောင့်ကျေးရွာများပျက်စီးမှုရဟန်းတော်များနဲ့လူပုဂ္ဂိုလ်များဖမ်းဆီးတပ်ဖြတ်ခံရမှုတ ဘာသာစကားနဲ့ယဉ်ကျေးမှုတို့ကိုကန့်သက်ခံရမှုများအပြင်တင့်များအလွန်အကျုံခုတ်ယူမှုရွှေများအလွန်အကျုံတူးဖော်မှုကြောင့်တဘာဝပတ်ဝန်းကျင်များလည်းပျက်စီးခြင်းဒုက္ခများကိုခံစားနေရကြောင်းထုတ်ပြန်ချက်မှာညွှန်ပြထားပါတယ်။ ဆက်လက်၍စစ်ရေးအကြောင်းပြချက်ဖြင့်လမ်းပန်းဆက်တွေရေးနှင့်ဆက်တွေရေးလိုင်းများကိုလည်းကာလကြာရှည်စွာပိတ်ပင်ထားတဲ့အတွက်ဒေတာအတွင်းစားနပ်ရိက္ခာမလုံလောက်မှုများနဲ့ဒေတာအတွင်းလူခွင့်ရေးချိုးဖောက်ခံရမှုများကိုထုတ်ဖော်ခွင့်မရှိဘဲလက်နက်ကင်တပ်ဖွဲ့များမှကောက်ယူသောအခွန်အခများနဲ့အမျိုးမျိုးသောအမိန့်များကြောင့်ခက်ခဲစွာ ရှင်သန်နေကြရကြောင်းဖော်ပြထားပါသည်။ ထပ်မံဖော်ပြချက်အရ2025ခုနှစ်စက်တင်ဘာလအတွင်းမမောက်မြို့တိန်တိုက်ပွဲစတင်ခန်းနီကာလမှာလူမျိုးရေးပဏိပခဖန်တီးရန်ကြိုးပမ်းတဲ့လုံဆောင်မှုများအင်တာနက်ကိုရဲများပေါ်မှာပေါ်ထွက်လာသည်ကိုသတိပြုမိကြောင်းထို့ထို့ဖန်တီးခံရတဲ့အခြေအနေကြောင့်ဒေတာခန်ရှန်းနီဂဒူကနန်းလူထုများအကြောင်းလူမျိုးရေးပဏိပခထိခိုက်နစ်နာမှုများဖြစ်ပေါ်နေကြောင်းလည်းဖော်ပြထားပါသည် ထုတ်ပြန်ချက်အရစစ်ပေးဆောင်ကူညီလုပ်ငန်းများတွင်ပါဝင်နေသော ရှမ်းနီစာပေနှင့်ရင်ကျေးမှုအတင်းအဖွဲဝင်စေဝင်းဘိုသည်စက်တင်ဘာလ24ရက်နေ့မှာပင်ဟင်ခါကြေးရွာအနီးမှာဘုံထီမန်တဖြစ်တည်ဆုံခဲ့ကြောင်းထို့အပြင်ကဒူးရဟန်းတော်အဖွဲမှဆရာတော်တပါးဤမေတော်ပါစက်တင်ဘာလ30ရက်နေ့မှာတိုက်ပွဲကြောင်းတည်ဆုံခဲ့ကြောင်းလည်းဖော်ပြထားပါသည် အဆိုပါအဖွဲ့ကသက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပြည်တွင်းပြည်ပအဖွဲ့အစည်းများထံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးပို့ရန်တောင်းဆိုထားပြီးတိုက်ပွဲများကြောင့်စစ်ဘေးရှောင်1500ကျော်အတွင်းစနစ်တကျစစ်ရှောင်စခန်းများမရှိခြင်းစာနာရိတ်ကကျမ်းမာရေးနဲ့ပညာရေးဝန်ဆောင်မှုမလုံလောက်ခြင်းများဖြစ်ပေါ်နေကြောင်းညွှန်ပြထားပါသည်။ ဒါအပြင်နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအားအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ IHL စီမင်းစည်းကမ်းများကိုလိုက်နာရန်လူမျိုးရေးပဏိပခမဖြစ်ပေါ်စေရန်ထိမ့်သိမ်းဆောင်ရွက်ရန်တိုက်တွန်းခဲ့တဲ့အပြင်လူထုထိခိုက်နစ်နာစေမဲ့မိတိစစ်ပွဲမျိုးကိုမစုံအစီယုံအနေဖြင့်အပြင်းထန်ဆန့်ကျင်ကြောင်းမြန်မာအင်္ဂလိပ်နှစ်ပါးသာဖြင့်သဘောထားထုတ်ပြန်ခဲ့ပါသည်